အားလုံးပဲမင်္ဂလာပါတင်းတင်းတုံအပိုင်းတစစ်တွင်းကာလမီလက်ကိုအီထွန်းရဆိုက်ပြိုးမွေးမြူအားမြေွက်သည်တတရက်စ်ယောအဖျားပစွန်ချာချတွင်တည်ရှိနေမွေးမြူရေးချံတကောင်းဝသည်တွန်မြစ်ရှိအားမြက်ဖက်သူ ရှေ့ရှုလျက်တည်ရှိနေသည်တွန်မြစ်ဤတဖန်တစ်ချက်တွင် မြေဖြူခဲ့သူဖြူဖြေသောကံမောင်းတစ်ဖက်ကမြက်မြောင်းဖြင့်ဖုံးလျက်ရှိနေသည်တတရက်စ်ယောတည်ရှိအား အီမာဘကန်းတွင်ဒွန်မြကန်းသည်ပေ၆၀လောက်ထိမြင့်တက်နေပြီးနောက်အောက်ဘက်သို့ဆင်းရှည်လျှောဆင်းသွားသည်။ကန်ဆက်ပေါ်တွင်ပလက်ရောင်ထားနေသောဂုံးခုများဖြင့်ပြန့်ကျင်းနေ။အဖြူရောင်ဖြင့်ထိုးရောင်အောင်ရှိနေသော ကြောက်စီခဲများကလည်းကန်းချီတစ်လျှောက်တွင်မင်းမူလျက်ရှိ။ကန်ဆမလွန်တွင်တုတ်တစ်ဆောင်တံမိရောင်ကဲ့သို့ပြောင်ပြောင်ပြနေသောဒွန်ညည်ရပြင်လေနဲ့မောင်လူပြိုအလဲကျန်းသဖြင့်ဒွန်စလာမေပြိုပြန်းသည် ရှစ်သွေးကလေးများလန်းကလိုင်းချက်ခွက်ကလေးများထနေသည်မီလက်ကော့လေယံမြေရှိတလင်းမြင့်ကိုမုံမခဘဲမှအကန့်ခက်များဖြင့်ခြံကား၍ထားသည်ဤချမ်းမကြွ၍ရှေ့ဘက်သို့မြှောက်လိုက်လျင်ကော့ဆက်မျိုးသောဘူချိုကြီးတို့၏အမိန့်ဖြင့်ဖောက်လုထားခဲ့သောလမ်းမောင်ကြီးကိုတွေ့မြင်ရ၏လမ်းမောင်ကြီးတို့ရှောက်ဝဲရတစ်ဖက်တစ်ချက်တွင်ဖြူတူတူရှိနေသောဒေါနာဝင်ချုံပုံများမြေတုံဆိုင်၍နင်းသောသဖြင့်ညိုယောင်ထနေသောမြက်ထုံများရှိနေသည် လမ်းခွာဆောင်တွင်ဖျားရှိခိုးကြောင်းကြောင်းတည်ရှိနေသည်အီမလုံသောတောတောင်ဟူ၍လုံဝမရှိသည်မြေကြီးကွင်းမြေချင်းသည်တန်လဲလျာတောက်လျက်ကျေပြန့်စွာလဲလျောင်းနေတောင်ဘက်တွင်မြေဖြောင်ထနေသော တောင်နှံတောင်ဆွေများအနောက်ဘက်တွင်လမ်းမသည်ရွာလေကွက်လက်ကိုဖျက်လျက်မြေကင်းကွင်းပြင်၏လေတော်များရှိရာသို့စံနှန်းကရှေ့ရှုနေလေသည်ကောဆက်မျိုးသောပရိုကူမီဖီလက်ကော့သည် ူရကီနဲ့ရုရှားတို့နောက်ဆုံးတိုက်ခဲ့သောစစ်ပွဲတွင်စစ်တီရော်တူအဖြစ်ပါဝင်ဆင်နွှဲခဲ့ပြီးနောက်တတရက်စ်ရွာသို့ပြန်လည်ရောက်ရှိခဲ့စစ်ပြန်လည်ဆောင်ဖြစ်ပရိုကိုဖီနှင့်အတူပါလာသောအရာမှမိမတရားဖြစ်ကောင်းမှခြေဖြားသည့်ပိုးလျှောစောင့်ဖြင့်လှမ်းကြုံထားသောမိမာရီပရိုကိုဖီ၏မိမာသည်မျက်နှာကို ရှောဆောင်ဖြင့်အမြဲလိုလိုဖုံးထားတတ်၏မျက်နှာကိုဖွင့်လိုက်သည့်အခါများ၌လေလွှမ်းရိတ်တန်းနေသော မျက်လုံးများကိုသာတွေ့ရရသည် ပိုးလျှော့ဆောင်မှာထူးဆန်းသောရေမွေးနှင့်ပြင်တပြန့်ပြန့်တင်းနေကစက်တန်းရောင်ကွက်စုံများကလည်းထူးခြားဆန်းကျေနေသောကြောင့်ရွာရှိမိမများဖို့မနာလိုစရာဖြစ်နေလေသည်စစ်တွင်တွင်ဖန်ဆီးရမရမှပရိုကိုဖေးမိမဖြစ်လာရသောတူရကီသူမမလင်ဘက်မှဆွေမျိုးသားချင်းများနှင့်မသိမမြန်ဖြစ်လာကြ၏တို့ပြေလေဖောက်ခင်ဖြစ်သူအဖိုးကြီးမီလက်ကော့ဖ်ကတာပြစ်သူ ပရိုကိုဖီမီလက်ကောရောက်တင်ရထိုက်သောလေယာချက်မြင့်နှင့်ကျွေးနာဒရိုက်ဆက်များကိုခွဲဝေရည်ပြီးလက်ပြီးအိမ်ခွဲရည်နေစီသည်အဖိုးကြီးမီလက်ကောမှာသားနှင့်အိမ်ခွဲရည်နေရသည့်အထိဖြစ်ပေါ်လာသောအကြောင်းကိုစိတ်နာလောက်သဖြင့်သားဖြစ်သူအိမ်သို့အတန်းနဲ့ကိုမြင်နေသည့်များကာလပလုံချီချ၍တွားခဲ့ခြင်းမပြုခဲ့ပရိုကိုဖီသည်အိမ်ခွဲရည်ထွက်ရန်မြင်မြင်ဆက်ဆက်မင်းအထုတ်ခဲ့လက်သမားကိုသူရသောမြေကွက်ပေါ်၌တဲတလုံးဆောက်စေသည် ကျွမ်းတော်တရိစ္ဆာန်များဝိမှုရေးအတွက်ခြံကိုသူကိုယ်တိုင်ကသည်သို့ဖြင့်စောင်းစားချိန်တွင်အိမ်ခွဲထွက်နိုင်ကလေးသည်လေဝော်ရင်ပိုင်သမျှဆိုင်များအိမ်တော်ပစ္စည်းများကို တင်ပြီးနောက်ပရိုကိုဖီကမိမဖြစ်သူနှင့်လှဲနောက်ကရှောက်၍ရွာလန်းကိုဖျက်လာခဲ့ကြ၏ပရိုကိုဖီတို့လေများကိုတရားလုံးရှိလူများကထွက်ရေးကြည့်ကြ၏ရွာသားကော့ဆက်များကပရိုကိုဖီနှင့်တိုင်းငံသူသူ့မိမကိုကြည့်လျက်မုတ်ဆွေမင်းတလုံးလုံးဖြင့်တိတ်တခုရေကြ၏ ကောဆက်မိမများကမူတယောက်နဲ့တယောက်လမ်း၍အော်ကြီးဟစ်ချက်ပြင်းထင်မြင်ချက်ပြနေကြ၏ညစ်ပတ်ပေးရနေသော ကောဆက်ကလေးတို့ကပရိုကိုဖေးနာမည်ကိုဖော်ထုတ်၍ခေါ်နေကြ၏သို့သောပရိုကိုဖေးကကိုအင်းကြီးကိုကြည်သည်လည်းမတန်မိသူကိုမှလည်းမမှုသောမူရာဖြင့်ဖော်ပြောင်းလို့ပြောပြောင်းသောမိမဖြစ်သူ၏လက်ကိုသူ၏အသက်မှာတက်နေသည့်ကြမ်းတမ်းညုံမောင်းသောလဝန်းကြီးဖြင့်လကဝင်းမှာစုတ်ကိုင်းကထွန်းတင်းစမြေပေါ်၌သွားတဲ့ကဲ့သို့ဖြည်းဖြည်းပင်ရှောင်နေလေသည် ပြန်ဖူးမှုကဲ့သို့ဖြူဖွေးကဖျို့ဖျဲဖြစ်နေသောသပင်ဖြစ်ပင်ခေါင်းကမော်၍မိသူကိုများမမှုဟုသောမူအရာရှိနေလင်ကစားပရိုကိုဖီသည်အတွင်းတရအဖြစ်ဝိုင်းဝန်းကြည့်ရှိနေသောရွာတိုင်းဝိုင်း၏ကဲ့ရဲ့တကြိုးစကားတင်းစုံနေကြတော့တန်ကိုမခံချင်းမခံတာဖြစ်နေကြမှာကထင်ရှားနေ၏အဖေကြောင့်ဆိုသောသူ၏ပါရုံတစ်ဖက်အောက်ရှိ အသားများမှာမန်ထနေသောဖျုတ်ကဲ့သို့ဖောင်းပွားလှရှားနေကထူးထပ်မဲမောက်နေသောမြေခုံးမွေးနှစ်ခုကြားတွင် ခြေတိကြီးတစ်လုံးကတွေ့လောင်းခွေနေသောကြောင့်ဒီဝေစုရသည်မြေကပ်ပေါ်တွင်အိမ်တစ်ခွေရေနေခဲ့သည့်ချိန်မှစ၍ပရိုကိုဖီသည်ရွာရဲသို့တခါတရံမှသာရောက်လာလိမ့်ရှိသည်ရှောင်းရီဝေရာများကိုစစ်စစ်ကားကားပြုတ်လို့ရသည့်စီးကဲ့သို့သောနေရာမျိုးတွေပင်ပရိုကိုဖီကိုတွေ့ရခဲ့၏တို့မြင့်ဤတွင်ထီထီကြီးကြီးရှိနေသောသူ့ထဲ၌သူသည်မရဖြစ်သူနှင့်သာနှစ်ယောက်ထဲလွတ်လွတ်ကင်းကင်းနေထိုင်ခဲ့၏ဤသို့ တီချောင်ကင်းလွတ်စွာနေထိုင်ခဲ့သောကြောင့်လေသူတို့လင်မယားနေရာအကြောင်းနဲ့ပတ်သက်၍တာဒရက်စ်ယွာထဲတွင်သတင်းမျိုးမျိုးပြန့်နှံ့စပြုခဲ့လေသည်မြေခင်မြကြီးရှိရာသို့သွားသောလမ်းလွန်တွင်နွားကလေးများကိုကြောင်းရသောနွားချောင်းသားလေးများကပရိုကိုဖေးယိုလင်မယားနေရာအကြောင်းနဲ့ပတ်သက်၍ဤသို့ပြောဆိုကြ၏တညံ့နေမှောင်ရင်ပြိုးစအချိန်တွင်ပရိုကိုဖေးသည်မယားဖြစ်သူအောင်လက်နက်ဖက်ဖြင့်ချီးပွေ၍တာတာတောင်ကုန်းရှိရာသို့ခေါဆောင်သွားကြောင်း တောင်ကုန်းထိပ်တွင်ရှိသော အပေါက်ပေါက်များရှိသည့်ကြောင်တုံးကြီးကိုနောက်မိလျက်ပရိုကိုဖီကသူ့မိမောက်ကိုနေစေကြ။သူကသူ့မိမနီးတွင် ထိုင်ကနှုတ်သားကွင်းမြင့်ကြီးကိုဖျက်ကျော်လျက်အဝေးသို့ငေးဆိုင်မျှောကြည့်နေတဲ့ကြောင်။အနောက်ဘက်တွင်နေရောင်ကြီးများဆုံဆုံမြုပ်ပျောက်ကွယ်တော်သည့်အထိဆာ၍ကြည့်နေကြပြီးနောက်ပရိုကိုဖီသည်မိမဖြစ်သူအားသူ့ကိုအင်ကြီးဖြင့်ထွေးပက်လျက်အင်းသို့ချီပွေ၍ခေါ်ယူလာတဲ့ကြောင် နွားကြောင်သားများထံမှကြားသောစကားကြောင့်ရောင်သူရောင်သားများကပရိုကိုဖေးယိုလင်များနှင့်အကြောင်းကိုသာထူးဆန်းသည့်အကြောင်းအရာကြီးတစ်ခုလို့၍ပြောဆိုလာကြ၏တာတာတောင်ကုန်းဆိုသည်မှာရုရှားပြည်သို့ဝင်ရောက်တိုက်ခိုက်သောတာတာလူမျိုးများအားကော့ဆက်မျိုးသားများကတိုက်ခိုက်တုံ့တင်ပြီးနောက်အလောင်းများကိုမြုပ်နှံထားသောတင်ကြိုက်မြေဖြစ်သည်ဟုဘိုးစင်မော်ဆက်ပြောခဲ့ကြသောစကားစဉ်လားရှိဤသို့သောနေရာကိုမှယူ၍သွားပြီးနောက်မိုးကြီးဆော့ဆော့ချုပ်သည့်အထိကွင်းမြင့်ကြီးကိုဖြတ်လျက် နှစ်ဦးသောငီးစား၍ကြည့်နေသည်ဟုဆိုခြင်းမှာထူးဆန်းသောအကြောင်းချက်ဖြစ်နေလေသည်တရွာလုံးမှာပရိုကိုဖီယိုလင်များ၏ထူးဆန်းသောပြုမှုကိုသာအကြောင်းခံလျက်တော်ရံမဲ့ဖွေပြောဆိုနေကြခြင်းဖြင့်သာအချိန်ကုန်နေရလေသည်တော်ရံမဲ့ဖွေအတင်းဖြင့်ပြောသူများနဲ့မိမများမှအဆူဆုံးဖြစ်ပရိုကိုဖီယိုလင်များနှင့်အကြောင်းကိုအတင်းဖြင့်ပြောအောင်သဖြင့်တန်းဆိုင်အမင်းအချိန်များကြာပရိုကိုဖီမိမဖြစ်သူတူရကီသူမနှင့်ပတ်သက်၍လေ ထင်မြင်ချက်မျိုးမျိုးထွက်လျက်ရှိအချို့ကပရိုကိုဖေးမိမသည်အလွန်တရာချောမောလာသည်ဟုဆိုကြသည်အချို့ကရုပ်ဆိုးအကြီးတန်သည်ဟုပြောကြသည်ဤသို့ညင်ထွက်လျက်ရှိစဉ်စစ်သားများတယောက်ကပရိုကိုဖေးအိမ်သို့ဝင်းဝင်းဆဆသွားရောက်ပြီးပရိုကိုဖေးမိမကိုအကဲခတ်နိုင်သောကြောင့်အငင်းပေါ်ချက်မှပြီးပြေသွားခဲ့ရ၏မာရူယာဟုခေါ်သောစစ်သားများတယောက်သည်ပရိုကိုဖေးအိမ်သို့တာဆီးလိုခြင်းသည်ဟုသောပြည့်ရဖြင့် ဝင်းဝင်းဆဆသွားရောက်ခဲ့ပရိုဂိုဖီကအင်းအောက်ရှိ စပြည့်ရောင်သည့်မြေတိုင်တွင်သို့တွားရီဝင်းသွားပြီးနောက်တာဆင်းများကိုယူနေသည့်ချိန်တွင်စစ်သားများမာရူယာမှာပရိုဂိုဖီမိမတူဂီသူကို လေးလံခေခက်ခွင်ရခဲ့လေသည်ပရိုဂိုဖီတဲရဲမှာတာဆီချုပ်ကိုရယူလာခဲ့သောစစ်သားများမာရူယာသည်ခဏကြာ၌တူဂီသူမအကြောင်းကိုဝယ်ရင်တိုင်းဖြင့်ပြန်၍ဖောက်သည်ချနိုင်တော်သည် မ်းကြားကလေးတစ်ခုတည်းရှိအိန္ဒိယတွင်စတာမီယာမာရူယာက တူရကီသူတုံပန်းလက်ရမိမအကြောင်းနှင့်ပတ်သက်၍စကားဖောင်ဖောင်ဖြင့်ပြောဆိုနေလေသည်ဖရူကိုဖီကဒီမိမပေါ်မှာဘလို့ဆဲမဆံမတွေ့ကြလို့လည်းမသိဘူးတကယ်ကိုအကြည့်တန်းနေမိမမွေးဖို့နေစီလောင်းစီလောင်းနေနေဖြစ်နေပေမယ့်တူရကီမရဲ့ဘိုက်ကနည်းနည်းမှမပူဘူးနေကြောင်လို့ခန်းကလေးတိတိကလေးပဲအံ့မတော့ ကျုပ်တို့ရမှာတူရကီမထက်သားတဲ့မိမတွေပြည့်လို့ဒီလိုအကောင်းမမျိုးကျုပ်တို့ရရရောက်လာတော့ရွာနာတော့မျိုးလုံးလေးတွေငယ်ပြီမေးအယောင်ကတော့တဖေးဖေးထွက်လို့မျက်တောင်ခက်ပုံကလေးစုံမကြနေရပြီနေစီလောင်စီကြီးတော်ရင်ဖះဆူအဝါစီရဲ့နေစီလောင်စီကြီးဖြစ်နေရတော့ဘိုက်ကမပူဟုတ်လားကျုပ်ကိုယ်တိုင်ကလေးတော့ရောက်မွေးခဲ့ဘူးတဲ့ကောင်မမသိပဲနေပါမလားမိမများကအန်အောင်စာမေးလိုက် စတမယာမာရုယာက ပြန်၍အဖြစ်ပေတူရကီမရဲ့မျက်နှာကရောဖြစ်နေတယ်လေမျက်နှာကလားညွညွငငငနေဖြစ်တော်တော်နေတာပေါ့ဤကိုရဲ့ကိုယ်စီတော်မဟုတ်တဲ့နေရာမှာနေရတော့ဘယ်လိုလုပ်ပြီးပြောနိုင်မှာလဲဒါထက်တူရကီမကသူ့လင်ပရကိုဖီရဲ့ဘောင်းမီကိုဝစ်ထန်တော်ဟေးဝိုင်းနားထောင်နေကြတော့မိမများက ပြန်ဒူးလို့ပြီးဟေးလိုက်ကြ යි နိုးကဟေးမနေကြနဲ့ ယ်ကျုပ်ကိုယ်တိုင်မြင်ခဲ့ရတာသူ့လေမောင်မရှိမအရှိအစ်စ်တော့စင်းနေမပါပဲထူတယ်တရီကီမဝင့်နေတဲ့ဘောင်မရှိဟာသူ့လေနေတဲ့ဝင့်နေကြဘောင်မရှိပဲပြရမယ်ဝစ်စရာလည်းဒါပဲရှိပုံရတယ်တရီကီမကိုဘမအတွင်းငယ်အင်ကြီးရှိပဲဝတ်ထားပြီးတော့အောက်ပိုင်းမှာသူ့လေမောင်မီကိုဝတ်ထားတော့အဲ့ဒီဘောင်မရှိဖျားကို ခြေအီးတူထဲမှာလုံထွေးပြီးတွင်းထားတော့ဒါကိုမြင်လိုက်ရတော့ကျုပ်တော့ကြက်သေးတောင်တည်သွားမိရဲ့ ဤသို့ဖြင့်ပရိုဂိုဖေးမေမမောင်ဆုံးမဖြစ်သည်ဟုသော တီတိုစကားသည်တရွာလုံးသို့ပြန့်နှံ့သွားလေသည်ပရိုဂိုဖေးမိကွက်နှင့်တဆတ်သည့်ရှိရာတွင်နေသောအစတာကော့မိသားစုမှချိမတော်သူကပရိုဂိုဖေးမေမမောင်နှင့်ပတ်သက်၍ဖျားစုမှုချုပ်ပြခန်းခါဤသို့ပြောပြရင် Trinity ဖျားသုံးစုတော်ပွဲဒုတိယနေ့မှာပေါ်တော့အာယုံတက်ခင်ချိန်ပေါ်ပရိုဂိုဖေးရဲ့မိမတူရကီမဟာစပင်ကိုဖားလာဖြင့် ခြေထောက်မှလည်းဖိနှက်မပါပဲကျူတူရောက်မှကြီးရဲ့နှောင်းမတကောင်ကိုနှုတ်ညင်နေရတွေ့ရရောအဲဒီချိန်ကစားပြီးနှုတ်စောနှောင်းမကြီးရဲ့နှုတ်ဦးကြီးဟာကလေးလက်သေးစလုံးပိန်ချုံသွားပြီးနှုတ်လည်းလုံးလုံးမထွက်တော့ဘူးအဲဒီနှောင်းမကြီးဟာမကြပါဘူးတည်သွားပါဦးလားရှင်အစ်တာကိုချီမကဤသို့ပြောသည့်နှစ်တွင်ပင်တတရက်စွာရှိကျွေးနာမြတ်မှာမကြုံမှုအောင်အတုံယုံကျွေးနာနွားနာကြ၍တည်ဆုံးသည်နှင့်ကြုံရလေသည် တွင်မြင့်တွင်ရှိတောင်များကန်းဆက်များတွင်နွားတီကောင်ကျွေးတီကောင်များမှနေစဉ်လိုတွင်ပို့၍နေသည်ကျွေးများနွားများအတုံယုံသည်ဆုံးပြီးနောက်မြင်းများနာကြ၍တည်ဆုံးမြန်သည်ရွာရှိစခြင်းများတွင်အမြဲတမ်းလာရောက်ကြဆားလိရှိသောကျွေးဥနာဥများမှလည်းဒီကောင်တလီမမကြံအောင်အဆံ့ပြောက်သွားကြသည်တို့ပြင်ရွာရှိလမ်းကြီးလမ်းငယ်တို့တွင်ကောလာဟလသတင်းများပြန့်နှံ့နေရသည်ကောဆာလူကြီးတူမများဦးစည်းဦးဆောင်ပြုလျက် ရဲရအစီဝေးတည်းရခုံဆောင်ကြသည်တရားလုံးရှိကျွဲများနှွားများမြင်းများသည်ဆုံအောင်ဝန်ကိုတရားတော်မှပြောကြရင်လက်သက်တည်းရခံကိုရှာကြသည်စိုးစိုးကပင်စုံမဟုဆွဆွဲခံရသောတူရကီသူမဘောတို့သောဒူရိုင်းကအပြစ်ဖို့လာကြ၏သူဖြင့်ရဲရလူကြီးများသည်လက်သက်တည်းရခံကိုအပြစ်ပေးရန်အတွက်ပရိုဂိုဖေးအင်ရှီယာတို့ချီတွဲရလာခဲ့ကြတော်သည်အင်ရှီတို့စူယုံရရှိလာသောရဲရလူကြီးများအားလေးစားသည့်နေဖြင့်ပရိုဂိုဖီကတင်းအင်ဝါရှိ လှိကလေးများထိဆင်းရွက်လာပြီးကန်းညော့ရသည်ပြုရင်ဘေးကြောင်များထူလို့ကြွရောက်လာပါသည်လူကြီးကတစုံတရာအဖြစ်မပေးကြပေအင်ရှင်ပရိုဂိုဖီရက်လက်ရှိသောလှိကလေးရှိရာသို့တူရလာကြ၏လူကြီးရဲ့မှာအယံမှုနေသော အဖိုးကြီးတယောက်ကမင်းငါဆုံမကိုအပြင်ဆွဲထုတ်ခဲ့စမ်းသူ့ကိုကြိုးတို့စစ်စစ်စရာရှိရဲ့အော်ရင်ပြောလိုက်လေကလေးပေါ်ရင်ရင်းနေသောပရိုဂိုဖီကအိမ်ရင်းဘက်သို့လှည့်ဝေရန်ကြိုးစားလိုက် တို့ရရင်တင်းရင်ဝင်ဝါနိုင်ပင်သူ့ကိုဖမ်းမိတော့ကြ၏လူအိုကြီးရဲ့မှာတမန်ထွားချမ်းသောလူကြီးတယောက်ကပရိုဖေးကောင်ကိုတင်းရင်နဲ့အဖြစ်ခံရင်းဆောင်နိုင်ရင်ကျင်းဝရင် ပြောဆိုလိုက်၏ဟေးကောင်တစ်တစ်နေစမ်းအတန်မထွက်နဲ့နင့်ကိုတို့ဘာမှမလုပ်ဘူးဒါပေမဲ့နေမိမကိုတော့မြကြီးရဲ့မှာမြုပ်ဝင်တော့အောင်ဖနှောက်နဲ့ပေါအောင်လိမ့်မယ်ကြိုရီနာရီမရှိလို့တရွာလုံးငတ်ပြီးသေးရတာထက်နင့်မိမကိုတက်ပြရတာကပူကောင်းနေဟေ့ နင်းနေမှမလုံးနဲ့အတန်လည်းမထွက်နဲ့ပြောတဲ့အတိုင်းမလုပ်ရင်နင့်ကောင်းကွန်နဲ့ရနေစောင့်ခွဲပြလိုက်မယ်ဤသို့ကျုံဝမ်းပြုတ်ဆုလိုက်သူမရောသူရသားများကလူရှိနေရာဟုပြောင်းလောင်းခေါ်ဝေါ်နေကြသောလူကြီးပင်ဖြင့်လူရှိနေရာဤစကားဆုံးတွင်လှေကားများပေါ်သို့ရောက်နေသောလူများထက်မှအထန်အထန်ပေါ်ထွက်လာ၏ခွေးမောက်ကိုအင်းရှိကကွက်လက်ထဲရအောင်ဆွဲချပါတော့လားဘရူကိုဖီနေရုရှားတူရကီစစ်ပွဲဖြစ်နေစဉ်ကတထက်ထဲတူနေခဲ့ဘူးသော ရဲဘော်ရဲဘက်တယောက်ကတင်းအိမ်တွင်သို့ပြေးဝင်သွားပြီးပရိုကိုဖေးမိမဖြစ်သူတူဂျီတူမအားသပင်ကိုလက်တစ်ဖက်ကဆွေးအော်ဟစ်နေသောပစက်ကိုလက်တစ်ဖက်ကပိတ်ကတင်းအိမ်တွင်မှအပြင်ဘက်ရောက်သည့်အထိဒီရွတ်တိုက်ဆွေးယူလာပြီးတင်းရှိကွက်လက်ပေါ်တွင်ချဟားလိုက်လီယိုဂျီကတူဂျီတူမကိုညာသန်ပေး၍ဖနှောက်များဖြင့်ပေါက်နေကြ၏ဆယ်ရီရည်ရွယ်နေသောလီယိုဂျီအတံပလန်များကြောင့်မှငေးသမောင်းအောင်အော်ဟစ်လိုက်သောမိမတန်တန်ကဆူရှစွာပေါ်ထွက်လာလေသည် ပရိုကိုဖီသည်မိမိအားဝိုင်းဝန်းချုံနောက်ထားသောလူများအနက်ဒါဇင်ဝက်ခန့်ရှိရသောများကိုတွန်းထိုးကန့်ကြောက်ပြလိုက်ပြီးနောက်တင်းရင်တွင်မသူဝင်ကညင်းစည်းစစ်တီတော်များကန့်ဆောင်လို့ရှိသောဒလူတစ်ချောင်းကိုကန့်ဆွဲလျက်ပြန့်ထွက်လာ၏စောစောကမင်းမှုလျက်ရှိသောလူအုပ်ကြီးသည်တယောက်နဲ့တယောက်တိုးဝေးလျက်တင်းရင်ဝက်မှထွက်ပြေးသွားကြ၏ထက်လောင်းစွာသောဒလူကြီးကိုတဝီဝီမြောင်ဘေညာတိုင်းရွက်ခုံရင်ပရိုကိုဖီကလှေကားထက်မှပြေးစင်လာသည် လူအိုကြီးသည်ကြောက်လန့်တုန်လုံးစွာဖြင့်တကွဲတပြောင်းစီပြည့်ယူသွားကြလေသည်စစောကပရိုကိုဖီယာခေါင်းကိုတဲအိနေရန်ဖြင့်စောင့်ရိုက်ခွဲပြမည်ဟုကြုံဝါခဲ့သောလူရှိနေရမှာတမဝဝဖြိုးသလောက်အသွားနေသူဖြစ်သည်လျာသူများကလိုခက်ဝဲဝဲသို့မရောက်နိုင်မီတလင်းမြင့်ထီသောရှောင်းနေလူရှိနေရအောင်လက်ရည်မီလာသောပရိုကိုဖီသည်နောက်မှနေ၍လူရှိနေရ၏ဘက်ပခုံးကိုလက်ထွေးရင်ကန်ထသောဒလုတ်ဖြင့်ခုတ်ချလိုက်၏ ်ဒါသောသည်ဘေဘက်ပကုံးထိပ်မှခါအထိနှမြူ၍ဝင်သွားလေ။ဤချင်းအကိုတိမြင်လိုက်ရသောလူအုပ်ကြီးသည်တလင်းမြေကိုကားထားသောခြံစည်းအုပ်ကိုအတင်းတဝိဖြတ်ကျော်လျက်ကွင်းမြင့်ကြီးရှိရာသို့ထွက်ပြေးသွားကြလေသည်။နိုင်ဝဲခန့်ကြားလောက်တွင်ကွင်းမြင့်ကြီးရှိရာသို့တကွဲတပြားစီထွက်ပြေးကြသောလူများသည်ပရိုကိုဖီတိန်ရှိရာအနီးတစ်ဝိုက်သို့တစတစချင်းကဲ့ရွေလာဝင်ကြ၏။တဲအင်းဤသို့ရောက်လာသောလူများနှင့်ရက်သားနှစ်ယောက်ကတဲအင်းဝင်ဝါထီ သတိကြီးစွာထားရင်ဝင်လာကြပြီးအရေးအခြေကိုအကဲခတ်ကြည့်ကြ၏မိဘကြောင့်တို့ဝင်းသည့်တကားခုံမော်ရင်သူ့ရင်ထုံရဲလဲကြနေသောပရိုကိုဖေး၏မိမကိုမြင်ရ၏ခေါင်းကနောက်သို့လန်၍ကြနေ၏နှုတ်ခမ်းအဆုံးကအလွန်နာကျင်သောဝေနာကြောင့်တွန့်လန့်နေလျက်ရှိနာကျင်စွာကဲ့၍ထားဟန်တူသော ရှာကလေးအပြင်သို့ထို့ထွက်နေခေါင်းကိုစိတ်ပြတ်စွာခံရလျက်ရှိသောပရိုကိုဖေးကစိတ်ပြေပြင်းထုတ်ထားသောညင်ညင်တွတ်တွတ် ုံလုံးကလေးတစ်ခုကိုစူးစမ်းရကြည့်နေလေ။မွေးနေမစစ်မီမွေးဖွားရလာခဲ့သောမွေးခင်းစကလေးတူကစိတ်တည်ရအတွင်တွင် ရှိနေလေသည်။ပရိုကိုဖေးမိမသည်ထိုနေ့ညနေတွင်တည်ဆုံသွားကလေးသည်။ပရိုကိုဖေးမိခင်ဖြစ်သူကကလေးကိုတနာသဖြင့်လာရောက်ယူငင်ကမွေးစားထားခဲ့။မွေးခင်းစကလေးငယ်ကိုဂျုံစိတ်ခွန်ခွန်ပြုတ်ထားသောအချိန်များဖြင့်တော်လီမီကမြင်းတို့ကိုတိုက်၍မွေးမြူခဲ့ရာတလာသားအွေ၌ကလေးမှာကျဉ်ကျဉ်မမာနှင့်ညွန့်တို့တို့ရှိလာသောကြောင့် တည်နိုင်တော့မည်မဟုတ်ဟုစိတ်ချပြီးဘုန်းကြီးကျောင်းကိုခေါ်သွားကကင်မွတ်တက်ပေးခဲ့လေသည်ဒူရဂီနဲ့တူပြီးတားရောက်ကြောက်ကလေးဖြစ်သောကြောင့်အဖိုးကြီးနာမည်ဖြစ်သောပင်တာလီမွန်ကိုပင်ဖုန်းတော်ကြီးကမှဲ့ခေါ်စေခဲ့၏ပရိုကိုဖီသည်လူရှိနီယာအောင်တက်မှုဖြင့်ဆယ်နှစ်တန်တိုင်းထောင်ချက်သွားပြီနော်တာတာရက်စ်ရွာသို့ပြန်လည်ရောက်ရှိလာခဲ့၏ဖြူရောင်များရော့ဆွက်နေသောမုတ်စိတ်မွေနီနီကိုတူအောင်ခိုက်ဖြစ်ထားသောကြောင့်လေ ရုရှားမျိုးသားများဝစ်စင်လေးရှိသောအဝိဇ္ဇာများကိုဝစ်ဆောင်ထားသောကြောင့်လကောက်ထောင်မှပြန်လည်ရောက်ရှိလာသောပရိုကိုဖီမှာကော့ဆက်တယောက်နေမတူတော့သူသည်ဆင်နေရရှိသောတောင်းငယ်ကိုအဖွားအိမ်မှာခေါ်ယူပြီးနောက်သူတဲရင်ရှိရသူလာကခါတိုင်းလုံးနေကြလို့ကိုပြီးလှုပ်၍နေထိုင်ခဲ့လေသည်